တနိုင်ငံလုံးအပြစ်ခတ်ရစေရေးစာချုပ်မှာလက်မှတ်ရေးထိုးမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၈ဖွဲ့ကိုမတရားအသိဖြင့်အော်တိုဘာလ12ရက်နေ့ကစတင်ပယ်ဖျက်သွားမှာဖြစ်ပြီးလက်မှတ်ရေးထိုးမှုမရှိဘဲကြံနေသေးတဲ့အဖွဲ့တွေကတော့မတရားအသိဖြင့်ဆက်ရှိနေမှာဖြစ်ပါတယ်။အော်တိုဘာလ10ရက်နေ့ကရန်ကုန်မြို့ရှိမြမပိတ်စင်နာမှာကျင်းပခဲ့တဲ့အစိုးရနဲ့ NCA ပါဝင်လက်မှတ်ရေးထိုးမယ်လို့အကြောင်းပြန်ထားတဲ့ တိုင်းဒါလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှကိုစလဲလီရဲ့ NCA လက်မှတ်ရေးထိုးပွဲကြိုတင်ပြင်ဆင်မှုအခမ်းအနားမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။လက်မှတ်ရေးထိုးမှုမရှိဘဲကြံနေသေးတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့စည်းတွေကိုမတရားအသိဖြင့်ဆက်လက်တည်ရှိနေပေမဲ့လည်းရေးယူသွားမှာမဟုတ်ဘူးလို့ပြည်တော်စုငင်းကြေးဖော်ဆောင်ရေးကော်မတီရဲ့အလို့အဖွဲ့ဖြစ်တဲ့ MBC ကဥလာမောင်ရွှေကပြောပါတယ်။ကျွန်내ဖွဲ့တော့လက်မှတ်မှကျွန်တော်တို့ဒီမထိုးသေးတဲ့အတွက်တော့အဲ့ဖွဲ့တွေကတော့ပြည်သူမရှိသေးဘူး။ဒါနဲ့ဝင်ပြီးဥအောင်မယ်။ရှင်းပြတော့ငင်းကြေးဖြစ်စဉ်တလျှောက်လုံးမှာ လက်မှတ်ထိုးတာမထိုးတာလဲငင်းငင်းဆောင်ရွက်နေတဲ့ကာလအလျှော့လို့မှာတော့ဒီအပြုသဘောနဲ့ရှေ့မှလည်းဆောင်ရွက်ခဲ့တယ်အခုလည်းဆောင်ရွက်နေတဲ့ဟာတွေတော့ဒီရေးယူဖို့ဆိုတာမရှိဘူးအရင်ကရတဲ့ဒါရင်ပေါ်လစီလက်ရှိပြီးသားဖြစ်တယ်ဒီတိုင်းဆက်သွားမယ်တနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေတဲ့အချိန်မှာမတရားသိမ်းဥပဒေပုံမှန်နဲ့ဖန်ဆီးထားတဲ့တိုင်းသားများရှိနေသေးတဲ့အတွက် ၎င်းတို့ကိုလွတ်ပေးဖို့တောင်းဆိုဆန္ဒပြမှုကိုအော်တိုဘာလ9ရက်နေ့ကရန်ကုန်တန်းဒေသကြီးတာမွေမြို့နယ်ကြက်ကဆန်ကွင်းရှိဟစ်တိုင်နေရာမှာပြုလုပ်ခဲ့ပါတယ်။တနိုင်ငံလုံးအပြည့်ခက်ရစဲရေးစာချက်ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၈ဖွဲ့နဲ့လက်မှတ်ရေးထိုးမှုကို လာမယ့်အော်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးဖို့စီစဉ်ထားပါတယ်။ဒီစဉ်ထူးခြားတဲ့သတင်းတွေကိုအချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ် ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နဲ့တွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းအစီအစဉ်။ဒီနေ့လာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook Tiger ဒုတ်တန်စီစဉ်။ဒီဘက်တွင်ကျင်းပခဲ့တဲ့ခန္ဓာစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Inside မြန်မာရုပ်သံစီစဉ်ကိုတော့အင်ကာနေမှာတင်ဆက်ပေးနေပါရယ် ဗုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပယ်တခုမှာကျွမ်းကျင်တဲ့သူတွေအကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံအစီအစဉ်နောက်ဆုံးပေါ်နီးပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံအစီအစဉ်ကိုတော့ကြာသာပတင်းနေမှာကြည့်ရှုရမှာပါတောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုတုံးသက်တင်ပြပေးနေတဲ့ Crime Report ရုပ်သံအစီအစဉ် တနင်္လာနေ့အတွက်တပတ်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ဖုတ်ဘောတော်ဂျိုရုပ်သံအစီအစဉ်နဲ့နောက်ပတ်တဲ့တနင်္လာနေ့မှာတင်ဆက်မယ့်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ပြည်တွင်းမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့ လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Lashim Top ရုပ်သံအစီအစဉ်တွေကိုတင်းင်းကနေနေမှာကြီးစုနိုင်ပါတယ်။အကြောင်းအရစုံလင်လာတဲ့ရုပ်သံအစီအစဉ်တွေပြင်ထူးခြားဆန်းသပ်ပြီးရသမျိုးစုံတင်ဆက်ပေးမဲ့ရုပ်သံအစီအစဉ်ကောင်းများစွာကို Eleven Web TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်။